ဒီကဗျာလေးကိုရွတ်ဆိုတဲ့အခါမှာနှလုံးသားလေးနဲ့နားထောင်ပေးကြပါဗျာကဗျာလေးကောင်းစဉ်နေမယ်ကစကြီးပြီးခဲ့လင်အမန်တရားကိုချင်ကတ်တဲ့အမန်တရားကိုယ်တိုင်ကဒံယာအထစ်ထစ်နဲ့ခရီးချမ်းကို ဖြတ်ခဲ့ရမတရားမှုကိုတွန်းလှန်တဲ့မတရားမှုကိုယ်တိုင်ကဝေဒနာတစစ်စစ်နဲ့ရှင်သန်ရခြင်းကိုကြော်လွားခဲ့ရတော်လန်ရေးကို ရွေးခဲ့တဲ့တော်လန်ရေးကိုယ်တိုင်က နောင်တဘယ်တော့မှမရခြင်းနဲ့ခြေလန်းတွေစက်ခဲ့ရလွတ်လပ်ခြင်းကိုကိုယ်ွယ်တဲ့လွတ်လပ်ခြင်းကိုယ်တိုင်ကတောကကင်းကင်းနဲ့စစ်စုံညတွေကိုအိတ်ဆက်ခွင့်မရခဲ့ရ ပုံကံမှုထားကြစေခဲ့တဲ့ပုံကံမှုကိုယ်တိုင်က လူငယ်အသက်ပေါင်းများစွာနဲ့လက်နက်ကင်လမ်းစဉ်ကိုယုံကြည်ခဲ့ရတရားမြတ်တာမှုကိုမျက်နှိုးတဲ့တရားမြတ်တာမှုကိုယ်တိုင်ကငွေအသက်ပြားမြောင်များစွာနဲ့ စလနဲ့တွေကိုစိတ်ကြိုက်သုံးခွင့်ခံနေခဲ့ရအရေးတော်ပုံဆင်ရွေးခဲ့တဲ့အရေးတော်ပုံကိုယ်တိုင်ကကာလဒေတာရန်တရားမျိုးမျိုးနဲ့စက်သွားတွေချိတ်ဆက်မှုအားနေနေခဲ့ရရဲဘော်ဖြစ်ဖို့စိတ်ကူးများမရှိခဲ့တဲ့ရဲဘော်ကိုယ်တိုင်ကတည်ခြင်းတရားနဲ့မိမိကြာဆုံးခြင်းဇာပနာကိုကြုံမြင်နေခဲ့ရစပွဲတွေကိုဆန့်ကျင်ခဲ့တဲ့စပွဲတွေကိုယ်တိုင်က တိုက်ယူမှရမယ်မြင်တဲ့စပေးရှောင်ဒုက္ခတွေတို့ခဲ့ရအင်းနေကိုလွန်နေတဲ့အင်းတွေကိုယ်တိုင်ကငါတို့လက်တွေနဲ့ပဲစကြီးပြီးသွားရင်အစ်စ်ပြန်ဆောက်ရအောင်ပါလေသွားကချိုဖြစ်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်